နဘဲရွာကြီးမရောက်ခင်နှစ်မိုင်ခန့်အလိုမှာတော့ခင်တန်းလေးတစ်ခုရှိပါတယ်။အဲဒီခင်တန်းလေးအတွင်းမှာဖះစီရီပြက်နှစ်စုဖုန်ကြီးကျောင်းပြက်တို့လည်းရှိပါတယ်။အနောက်ဘက်ရှိရွာများမှာမြို့ကိုနှွေခါလာတဲ့ကလဲလန်းအားထိုခင်တန်းလေးနဲ့ဂိုက်တရားများဝေးပါတယ်။ရခင်သုံးနေခန့်ကလဲလန်းလူသွားလန်းလေးဟာခင်တန်းလေးပဲဖះစီရီပြက်တဲ့အနီးနားမှာရှိနေပါတယ်။တချိန်လုံးကတော့ဒီနေရာမှာတရဲချောက်လွန်ကျန်းလာပါတယ်။အဲဒီဖះစီရီပြက်တွေကြကလမ်းသွားလမ်းလာလူတွေကိုညနေနေဝင်ရီတရောအချိန်မှာပုံတရံမျိုးမျိုးဖြန့်စင်းပြီးတော့၆လန်းတက်ပါတယ်။ အခုနောက်ပိုင်းတော့အဲ့လို6လက်နဲ့အတန်နေမကြရတော့ပါဘူးအ6လက်မခံရတာဟာနစ်ကလာပင်တော့ကြာခဲ့ပါပြီတရေ6လက်နဲ့တရင်နေမကြရတာကြာလိပြီဆိုတော့တရေကိုကြောက်အောင်မလဲမသိတော့ပါဘူးအဲ့ဒီနေရာနီးတဝိုက်မှာလဲတွားရဲလာရဲရှိလာကြပါတယ်တခုရှိပါတယ်တရေနဲ့မစုံကြပဲမဲ့လာပြေလာခွေရောက်တာနဲ့ညနေပိုင်းကစပြီးတော့လူသူတော်တယောက်ကိုမြင်ရသူတွေရှိကြပါတယ်တခါတရံမှာတရားထိုင်နေတာကိုတွေ့ရပြီးတော့တခါတရံမှာတော့လမ်းလျှောက်နေတာကိုတွေ့ရတတ်ပါတယ်တစေတရေနာနာဘာဝတွေမရှိကြဘူးဆိုမှတော့ယတိယဟန်သူတော်စင်တွေဟာ ဖရာရိတ်တရားရိတ်ခိုးဝင်ပြီးတော့အဓိဋ္ဌာန်လာလုံနေကြရဲဆိုပြီးတော့ထင်ကြီးပေးသူတွေကပေးကြပါတယ်။တချို့ကတော့ဥစ္စာဆောင်ကလူရောင်ဖန်ဆင်းထားတာလို့လည်းဆိုကြပါတယ်။တိုက်ရှိရင်တိုက်ဆောင်တရားသစေတွေလည်းရှိတတ်ပါတယ်။ဘသူတွေဘာပြောပြောဘလို့ပဲထင်ကြီးပေးပေးကောင်တလာကြီးကောင်းမော်ယူရလမ်းလျှောက်ပြတ်တတ်တဲ့တရားကြီးမရှိတော့၍အနည်းပါးရွာသားတွေကတရွာနဲ့တရွာဝေလီဝေလင်းမောင်ယူဝိုးတော်အခြေမရွေးထိုလမ်းကနေဖြတ်သွားဖြစ်လာလုံနိုင်နေကြပါပြီ။နဘဲပင်ရွာသားကိုစိုးညွန့်တယောက်ကတော့လွန်ခဲ့တဲ့၃နှစ်ခန့်ကအချောက်ကျန်းတဲ့တဆေကြီးအချောက်ခံရပြီးတော့ယူပင်ယူသွားခဲ့ရပါတယ် ဆရာမျိုးစုံနဲ့ကုသတန်အောင်ယခုချိန်ထိပြန်ကောင်းမလာတော့ပါဘူးဖြစ်ပုံကဒီလိုပါနဘဲဘေးရွာသားစိုးညွန့်ဟာမတော်မြုတ်ကနေအပြန်ယထာနောက်ကြတာကြောင့်ပြွနစာပူရာကိုညနေ6နာရီမှာယထာစိုက်ပါတယ်ပုံမှန်ဆိုရင်တော့9နာရီကျော်တာနဲ့ပဲယထာစိုက်နေကြပါရွာပြန်ခရီးဘွားလည်းတယောက်မှမရှိသို့ပေမဲ့လည်းဤရဲ့ဤဒေတာဟာတွာလာနေကြကြောက်လန့်စရာဘာမှမရှိပါဘူးစိုးညွန့်ဟာတချင်းလေးတပုတ်ပြီးတပုတ်အော်ဟစ်ဆိုရင်လည်းရွာကိုပြန်လာခဲ့လိုက်ပါတယ်လေးမိုင်ခန့်ဝေးတဲ့ရွာကိုတနာရီခွဲလောက်လမ်းလျှောက်ရပါတယ်မကြခင်မှာပဲခင်နန်းဆက်ကိုရောက်လာခဲ့တဲ့ဆိုပါတော့ ဖျားပြက်တဲ့နီးကိုရောက်တဲ့အခါအနီးတစ်ဝိုက်ကိုမျက်လုံးဝေးဝိုက်ကြည့်လိုက်ပါတယ်အဲဒီချိန်မှာပဲထိုစီရီပြက်နှစ်စုကြားကနေကောင်တလာကြီးထမ်းပြီးတော့လူတယောက်ထွက်လာတာကိုတွေ့လိုက်ရပါတယ်။စွန်းညွန့်ဟာတချင်းတန်တပိုင်းတစားနဲ့ပဲကြက်တွေသေးပြီးတော့ရက်နေမိပါတယ်။ပြေးလွှဲရန်အတွက်ခြေထောက်နှချောင်းကလည်းလှုပ်လို့မရတော့ပါဘူး။တကူလုံးကလည်းတွန်းတုံကြီးဖြစ်လာကရက်မြဲနေမြဲကြည့်နေသေးပါပဲ။အခောင်းကြီးထမ်းလာတဲ့လူကြီးကသပင်ဖားရချလာတာမို့လို့မျက်နှာကိုမမြင်ရပါဘူး။တပြေးပြေးနဲ့ရှောက်လာနေစေသူနဲ့ဝါးနှစ်ပြန်လောက်ရောက်မှတော့အခောင်းကြီးကိုချလိုက်ပါတယ်။ အရင်နောက်မှာတော့အခေါင်းကြီးတွေကနေလူသေးလောင်းကောင်ကြီးကိုဆွဲမထုတ်လိုက်ပြီးတော့ကစောင်းတင်လိုက်ပါတယ်။တရေကြီးကလည်းစွန်းညွှန်းရှိရဘက်ကိုလှည့်ပြီးတော့မတ်တက်ရက်နေရပါ။အရိခကြမှာပဲသဘင်ဖားရချတာတဲ့တရေရဲ့မျက်နှာကိုအသေးချမြင်လိုက်ရပါတယ်။သွေးမရှိတဲ့မျက်နှာကြီးပေါ်မှာမျက်ကွင်းများလည်းဟောက်ဘက်နဲ့မျက်လုံးများနောက်ဆက်ကိုကတ်နေသည်အလားမျက်ကွင်းထဲကိုရောက်နေပါတယ်။နှာခေါင်းနှစ်ပေါက်ကအပေါ်လန်နေရပါ။ပါးစပ်ကလည်းအသားမရှိ၊သွားများကအချောင်းလိုက်ငေါထွက်နေပါတယ်။ကြီးကြီးချွတ်ချွဲအရေးတွေကလည်းပါးစပ်ထဲကနေစီးကြလို့ပါ။လာခဲ့။မင်းဒီခေါင်းထဲကိုဝင်ရမယ်။ မင်းဒီအခေါင်းထဲကိုဝင်ရမယ်။အဲ့ဒီတရကြီးကထုံမြသာပြောပြီးတော့မလုံးမရှားနိုင်မနဲ့ရက်နေတဲ့စွန်းညုံကိုကြောပေးကလက်ကထွက်သွားခဲ့ပါတယ်။ကစောင်းမော်ပါသွားတဲ့အလောင်းကောင်ကြီးကပါဇက်ကြီးဖြည့်ပြရှာကြီးထုတ်ပြနဲ့လှုပ်သွားခဲ့ပါသေးတယ်။အခေါင်းထမ်းလာတဲ့တရကြီးကလည်းဖျားပြက်တွေကြောင့်ဝင်ရောက်ပျောက်ွယ်သွားပါတော့တယ်။ထိုခါကျမှပဲစွန်းညုံကတတိဝင်လာပါတယ်။ချက်ချင်းမင်းတကူလုံးတုံရင်လာပြီးတော့ဟီးတိုက်ပြီးတော့ငိုချလိုက်ပါတယ်။ခန္ဓာကိုယ်ကလည်းမြေကြီးပေါ်ကိုခွေကနေတောင်လဲကျသွားခဲ့ပါတယ်။ နဘဲပြင်ရွာသားတွေကလည်းစွန့်ညွတ်ပြန်ရောက်မလာတာကြောင့်မီးတို့ကိုစီဆွဲပြီးတော့လိုက်လာခဲ့တဲ့အခါမှာတော့ခင်နန်းဆက်မှာလဲနေတာကိုတွေ့ကြရပါတယ်။အိမ်ကိုပြန်တည်သွားကြပြီးတော့သတိရလာတဲ့အချိန်အချိုးချောင်းမေးတဲ့အခါမှာတော့တခါတည်းရံမှာတော့ဖြစ်ပျက်သမျှကိုပြောပြပါတယ်။တခါတည်းရံမှာသူ့ကိုအခေါင်းထဲဝင်မှုလာခေါ်နေပြီဆိုကနေစရာမရှိအောင်ပဲရှောက်ပုံးနေတတ်ပါတယ်။တခါတရံလဲအခေါင်းကြီးကိုကျိုးနဲ့ဆွဲပြီးဖျားပြက်များကြားကထွက်လာကအခေါင်းထဲမှာဝင်ထိုင်နေတတ်ပါတယ်။အရင်နောက်ပိုင်းမှာတော့ရွာသားတွေကလည်းထိုနေရာကနေလမ်းဖြစ်အုံပြူသွားလာခြင်းမရှိတော့ဘဲနဲ့ရှောင်ကွင်းပြီးတော့သာသွားကြပါတော့တယ်။ အဲဒါကြောင့်မဲတရေ6ခံရတဲ့တရင်လည်းမကြရတော့ပါဘူးတနှစ်မှနှစ်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 ကနေ3နှစ်ကြာလာခဲ့ပါတယ်တရေ6လမ်းနဲ့ဆိုတဲ့တရင်ကလုံးဝကိုပျောက်ွယ်သွားခဲ့ပါတယ်ကျွလွတ်သွားတာလားလူရီယာရှောင်ကွေးမိသွားလို့မ6လမ်းတော့လာတော့မသိပါဘူးကောင်းအောင်ကောင်းဝဲလောက်ကင်သွားလာနေသူတွေကတရေရဲ့6လမ်းကြီးကိုမခံကြရတော့ဝမ်းသာနေကြပါတယ်ထို့တူပဲမကောင်းတဲ့အကျင့်စီတွေရှိသူတွေကလည်းထိုအခွင့်အရေးကိုလက်လွတ်မခံဘဲနဲ့အကောင့်တွေပေါ်ရန်စီစဉ်နေကြပါတော့တယ်ထို့သူများကနေရရောက်လာသူ၃ဦးနဲ့ဆက်ပြန့်ကြီးရွာသားဖိုးတောက်တို့၄ဦးဖြစ်ပါတယ် တို့လေးဦးဟာငါတက်ကြည်ဖျားပူရာနီထိုင်းရင်ဆိုင်ကနေထိုင်းရင်တောင်ရင်နဲ့တိုင်ပင်နေကြပါတယ်ဖုတော်မင်းစုံစမ်းတာဘာထူးကြလဲကွာထူးကြဆိုဇေဒီပြက်တွေကြမှာတရားလာထိုင်နေတဲ့ဖိုးသူတော်ကြီးဟာဒီနီးနာရွာမဟုတ်ဘူးတဲ့ကွာစုံစမ်းတရားတလောက်ကတော့လာပြင်းနဲ့လာွယ်နေဆိုရင်ညနေ9နာရီလောက်ကစပြီးတော့တညလုံးတရားထိုင်နေတတ်တယ်တဲ့ဂျာရက်တွေမှာတော့ဥသူတော်ကြီးရောက်မလာဘူးတဲ့ကွာဒီတရင်ကအမှန်ဆိုရင်တော့ဒါဒိုးတွေအခွင့်ရေးပဲကွာလာပြေကျော်၁၀ရက်နေဆိုရင်တော့လ၁၀ကောင်ကျော်မှထွက်မှာဘယ်ချိန်စမလဲ မနေ့ပြန်နေ့လည်ခင်းကလေးကအချိန်နေကြည့်ပြီးဝင်နေကြမယ်ဗျာညကြမှအချိန်နေကြည့်ပြီးတော့လုပ်ငန်းစမယ်ဒါနဲ့ဖိုးတော့အဲ့ဒီဇေဒီပြက်နှစ်စုကရှေးအောင်ဇေဒီဆိုတာတေးကြပါရဲ့နော်ရာဇဝင်စာအုပ်မဖတ်မိလို့တေးချတော့မသိဘူးငါဖိုးပြောတာတော့မွန်ဘီရင်ရဲ့မိဖုရားတပါတဲခဲ့တာလို့ပြောတာပဲမင်းကြီးမင်းသားမင်းမျိုးနွယ်တွေတဲတဲ့ဇေဒီမှန်ရင်တော့အချိကြီးပဲကွာလူသွားလူလာမရှိရင်မှောင်နေတာနဲ့ဒုကိစ္စအမြန်အကောင့်ထဲပေါ်မှာပဲသူတို့တွေကအစီအစဉ်ချပြီးတော့ကျင်တ်နေကြပါတယ်ထိုနေ့တနေ့လုံးထမ်းရေဝါထိုင်တောက်နေကြတာပါစိတ်ကူးနဲ့ပဲပျော်ရွှင်နေကြပါတယ် တို့ကြံစီနေတာမကြံမစီရတဲ့အရာရှင်းအောင်စီဒီပြတ်တွင်မှရှိနေတဲ့ဖရားဌာပနာကိုဖောက်တွင်းယူငင်ကြံတိုင်မင်နေကြခြင်းဖြစ်ပါတယ်။နောက်နေ့နေကင်းတနားရီချိန်လောက်မှာတော့ကြောင်းပြက်ကြီးတွင်ကိုလူဆိုးလေးယောက်ရောက်ရှိနေခဲ့ပါပြီ။ပတ်ဝန်းကျင်အချိန်နဲ့ကြည့်ပြီးတော့လူသွားလူလာမရှိတာတေချာတဲ့အချိန်မှာတော့သူတို့ဖောက်တွင်းမဲ့နေရာကိုရွေးချယ်တတ်မှတ်လိုက်ပါတယ်။သူတို့လေးယောက်ပေါင်းပြီးတော့ဓမြနှစ်ခါတိုက်ဖူးပါတယ်။ဖရားပစ္စည်းဖောက်တွင်းယူခြင်းကိုတော့တခါမှသူတို့မလုပ်ခဲ့ဘူးပါဘူး။ယခုတလောတဖက်နိုင်ငံကကုန်တွေတွေကစင်းနုတော်တွေရှင်းအောင်ပစ္စည်းတွေမှန်ရင်ဈေးကောင်းပေးဝယ်နေပါတယ်။ ဝယ်လက်နဲ့လည်းအဆင်ပြေစွာဆက်သွယ်မိနေရမှုတခါမှမလုပ်ဘူးတဲ့အလုပ်ကိုလုပ်ရန်လူစုပြီးတော့ရောက်လာခြင်းဖြစ်ပါတယ်။နေလုံးပြောက်သွားခဲ့ပါပြီ။ဖိုးတောင်းတဲ့အဖော်တယောက်ကတူနဲ့တန်ဆောက်ကိုယူလိုက်ပါတယ်။အရင်နောက်မှာတော့ကြောင်းမြက်ကြီးကဇေဒီရှိရာစီကိုထွက်သွားကြပါတယ်။ညာ၈နာရီလောက်ရောက်တဲ့အချိန်ထိတော့ထူးရိုက်ခြင်းတွေမပြုသေးပဲနဲ့အရာပေးချစ်ချင်းသာလုပ်နေခဲ့ပါတယ်။၈နာရီကျော်တဲ့အချိန်မှာတော့အလုံးကငြိမ်သက်သွားပြီးတော့အဝေးရလဲတန်လူတန်တွေလည်းမကြရတော့မှသူတို့ကလည်းလုပ်ငန်းကိုစတင်ပါတယ်။အထက်ပြည့်စင်ရရဲ့အဒက်ဇေဒီရဲ့ခေါင်းလောင်းနေရာကနေအုတ်ချက်တွေကို ဖဲခွာထုတ်ရတဲ့အလုပ်ကမလွယ်ကူလပါဘူး။လူကျင်တက်မှတ်မောတဲ့လောဘကြောင့်သာခက်ခက်ခဲခဲလှုပ်ဆောင်နေကြခြင်းဖြစ်ပါတယ်။လူအနေထားတက်တောင့်တတမရှိလာတာကြောင့်လူနှစ်ယောက်ပြိုင်နူတူးပေမဲ့လည်းထင်သလောက်ခရီးမပေါက်သေးပါဘူး။မင်းတို့မဖြစ်သေးပါဘူးကွာ။လာစင်းငယ်စင်းငယ်ငါတက်ပြီးတူးအောင်မယ်။အဲလိုနဲ့ပဲနားလိုက်တူးလိုက်နဲ့ည10နာရီလောက်ကိုရောက်ခဲ့ပါပြီ။လေယောက်စလုံးညောင်းလွန်းလာတာကြောင့်အထက်ပစ္စည်းရံမှာအညောင်းညာဖြစ်နေကြပါတယ်။လူစုနှစ်ယောက်ကလည်းအညောင်းညာပြေတာနဲ့ပဲလုပ်ငန်းပြန်ဆက်ရံအတွက်အထက်ပစ္စည်းရံကိုတတ်သွားခဲ့ကြပါတယ်။အောက်မှာကြံခဲ့တဲ့မတ်ကြီးနဲ့ဖိုးကောက်တို့ကလည်း မိုးမလင်းမီလက်ဆသိမ်းနိုင်ရန်တိုင်ပင်နေကြပါတယ်အဲဒီချိန်မှာပဲကိုင်းမင်နေဂျာကနေဝက်သွေးကြီးနှစ်ကောင်ရဲ့ရှူး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 နဲ့နှာမုတ်တန်နဲ့ဂျိုသွေးတန်တွေကိုအတိုင်းသားကြားလိုက်ရပါတယ်။ဟာဒီချိန်ကြီးဘယ်နှစ်သိုးကလွတ်လာပါလဲ။တကောင်နဲ့တကောင်ဝေ့မလို့ရန်ဆောင်နေတဲ့အတန်ပဲဗျ။နွားကြီးကအချင်းချင်းဝေ့ရန်အတွက်ရန်ဆောင်နေခြင်းမဟုတ်မှတိလိုက်ချိန်မှာတော့မကြီးထပြေးရန်ထိုင်နေရကနေကုန်းထလိုက်ပေမဲ့လည်းနောက်ကျသွားခဲ့ပါပြီ။တရှူးရှူးနှာမုတ်တန်နဲ့အတူမြေထားခေါင်းရွယ်ကြီးအချိန်နဲ့ဝင်တိုက်ခံရတဲ့အလားမကြီးကလွတ်ထွက်သွားခဲ့ပါတယ်။တွေးပြဲချောက်ကြစရာအော်တန်ကြီးကလည်းတရောလုံးကိုဟိမ့်သွားခဲ့ပါတယ်။ ဖိုးကောက်တယောက်လဲနွားဤမိမိဘက်ကိုလက်မလာခင်အတင်းထပြေးပါတယ်။ဒါပေမဲ့လဲဂျိုနဲ့အချိန်ခံလဲရတာကြောင့်ဘိုက်ကပေါက်ထွက်သွားခဲ့ပြီးတော့ခါလိုက်တဲ့အချိန်ကြောင့်တစ်ပင်နဲ့ရိုက်မိကခါယူကဖြောင်းနှဲမြီအောင်ကျိုးထွက်သွားခဲ့ပါတယ်။ပြစ်စင်အပေါ်ကနေပြီးတော့အဖော်နှစ်ယောက်ရဲ့သွေးပြက်စရာမြင်ကွင်းကိုကြည့်ပြီးတော့အောက်မစင်းရဲ့ဘက်နဲ့ဒုတိယဆက်ဆက်တုံနေကြပါတယ်။အဲ့ဒီအချိန်မှာပဲသူတို့ထူရိုက်ခွာချနေတဲ့အုတ်ချက်အကျိုးပဲ့တွေကြားကနေမဲမဲပြောင်ပြောင်တရဝါတကောင်ကလူးလွန်ထိုးထွက်လာတာကိုမြင်လဲရတဲ့အခါမှာတော့ဟမ်မွေမွေမွေဟောက်ကြီးမွေဟောက်ကြီးမွေကြီးကလူစိုးတယောက်ရဲ့လက်ပင်ကိုလှမ်းပေါက်လိုက်စင်မှာပဲ အားဆိုတဲ့အတန်ကြီးနဲ့တူမွေရရန်နဲ့လွတ်ရန်ရှောင်လိုက်ရာအားလုံးပြီးတော့အပေါ်ကနေအောက်ကိုပြုတ်ကျသွားခဲ့ပါတော့တယ်။အောက်ကိုပြုတ်ကျသွားတဲ့အခါမှာပဲခေါင်းနဲ့အုတ်ခုံရိုက်မိပြီးတော့ခွက်ခနဲမြေကဇက်ကျိုးသွားကငြိမ်ကျသွားပါတော့တယ်။လူဆိုးလေးယောက်ကတယောက်သာကြံပါတော့တယ်။မွေကြီးကလည်းဘယ်ရောက်သွားတယ်မသိပါဘူး။ထိုလူဆိုးကလည်းအောက်ကိုမစင်းဝင်ပါဘူး။တကူလုံးတုံရင်တွေကကြောက်လန့်မှုတွေအထွတ်ထိပ်ကိုရောက်ရှိနေခဲ့ပါတယ်။အဲဒီအချိန်မှာပဲသူ့ရဲ့နာကိုဥတုတော်တယောက်ရောက်လာတာကိုတွေ့လိုက်ရပါတယ်။ဟမ်ဥတုတော်မကြောက်ပါနဲ့ကွာ။မင်းမသေးနိုင်တော့ပါဘူး။အသက်မသေးပါမယ်။ မင်းဘဝကတော့ဒီနေ့ဒီရက်ကစပြီးတော့တေလူဖြစ်နေပြီမကြခင်မင်းဥပဒေပေါင်းတွင်းကိုရောက်ပြီးတော့အပြစ်ကြွေးတွေပေးဆက်ရအောင်မယ်။နောင်ဘဝအဆက်ဆက်မှာလည်းဘာသာတာသနာကိုဖျက်ဆီးခဲ့တဲ့အပြစ်ကိုလည်းပေးဆက်ရအောင်မယ်။မင်းအတွက်တော့လောကငရဲနဲ့တန်တရားငရဲပဲရှိတော့တယ်ကွယ်။ကျွန်တော်ကျွန်တော်ကြောက်ပါပြီဗျာ။နောင်တာလည်းရပါပြီဗျာ။အေးအပြစ်လုပ်ပြီးမှနောင်တာရတယ်ဆိုတာထက်မလုခင်ကစဉ်းစားသင့်တယ်ကွယ်။လုတဲ့လားမလုတဲ့လားပိုင်းခြားဝေဖန်နိုင်ရမယ်။ကဲဒီကိစ္စတော့ငါလည်းမကယ်နိုင်ဘူးကွယ်။ ငါလူသားစင်စင်မဟုတ်ဘူးလွန်ခဲ့တဲ့3နှစ်လောက်ကဒီနားမှာအချောက်ကျန်းတဲ့တရေကငါပဲကွယ်တိုက်တိုက်ဆိုင်ဆိုင်ပဲတရေအချောက်ကျန်းလို့ဆိုပြီးတော့ခရီးသွားဖုန်ကြီးတုံးမှတညဝင်တဲခုပြီးတော့တညလုံးပေးရရမြစ်တာတုတ်တွေရွတ်ကြတယ်ငါအဝေးထွက်မသွားဘဲနဲ့တရားကိုအာယုံသွင်းပြီးတော့တညလုံးနေခဲ့တယ်နောက်တော့ငါရဲ့တရားနာယူခြင်းနဲ့စိတ်စစ်တသိကြောင့်အကျိုးထူးခံစားရတယ်ထင်ပါတယ်တရေသက်စီဘဝအဆင့်တက်ပြီးတော့အခုလိုမျိုးသူတော်ရောင်ဆောင်လိုက်တရားကျင့်လိုက်နဲ့နေရတာပေါ့ကွယ် ငါတို့တရက်သက်စေဘဝကနေပြီးတော့လူဖြစ်ချင်လို့ကြိုးစားပဲမရချင်မှရမှာကွယ်ဘယ်ဘဝကိုကူးပြောင်းရအောင်မလဲမသိသေးဘူးမင်းတို့အခုလိုဖြစ်နေရက်ကလူလိုမကြင်ကြံနိုင်တာငါတကယ်စိတ်မကောင်းမင်းရဲ့အဖော်တွေကိုလည်းဖျားပစ္စည်းတွေမခိုးပြအောင်လို့ငါနှစ်တိုးဖြစ်ဖန်ဆင်းပြီးတော့ဆုံးမလိုက်တာပဲမကြခင်ငါသွားခေါ်ထားတဲ့ရွာလူကြီးတွေရဲတွေရောက်လာတော့မယ်ဗျာဟိုရဲရဲတွေနဲ့လူတွေရောက်လာတော့မယ်ဟဲ့လားအဲ့လိုပြောဆိုနေတဲ့အချိန်မှာပဲဟိုမှာလာနေကြပြီကွယ်ငါသွားတော့မယ်ကောင်းလေး ဦးသူတော်ကြီးပြောတဲ့အတိုင်းပဲဖះအနိနာကိုမိတို့တည်းရဲ့အလင်းရောင်တွေကဖျာကျလာခဲ့ပါတယ်။ရွာသားများနဲ့သက်ဆိုင်ရာကရောက်လာတဲ့အခါမှာတော့လူစု၃ယောက်ကအသက်ကင်းမဲ့နေခဲ့ပြီးတော့တယောက်ကတော့ဗာဒန်ယာမမရှိဘဲနဲ့ဖမ်းဆီးရမိပါတယ်။လူစုဖမ်းမိရန်အတွက်လာကြတဲ့သက်ဆိုင်ရာလူတွေကမြို့မှလာသူတွေဖြစ်ပြီးတော့ရွာသားတွေကတော့နဘဲရွာတွေကလာခြင်းမှာ အရှင်းနဲ့နောက်တစ်ချိန်နဲ့ရောက်လာကြပါတယ်။ပို့ပြီးတော့ထူးဆန်းနေတာကတော့ခေါင်းဆောင်လာသူသက်ဆိုင်ရာကပုံကူနဲ့ရွာလူကြီးတို့ရဲ့စကားကြောင့်ပဲဖြစ်ပါတယ်။ ရွာလူကြီးကည9:00နာရီလောက်မှာဥတုတော်ကြီးတစ်ပါးရောက်လာပြီးတော့ဖះထပနာဖောက်နေတဲ့လူစုတွေကိုလူစုပြီးတော့လာရောက်ဖမ်းဆီးဖို့အတွက်ပြောပါတယ်။သက်ဆိုင်ရာကတာဝန်ရှိသူတွေကလည်းအခုလိုပဲပြောလာခဲ့ပါတယ်။တက်တက်ဆန်ဆန်ပဲပြော။ည9:15မိနစ်မှာကျွန်တော်တို့စီကိုဥတုတော်တစ်ပါးရောက်လာတာ။ဖះထပနာဖောက်နေတဲ့လူစုတွေရောက်နေပြီ။ဖះထပနာဖောက်နေကြတယ်။လာဖမ်းပေးပါဆိုတာနဲ့ကျုပ်တို့လည်းလူစုပြီးတော့ထွက်လာခဲ့တာပဲ။အဲ့ဒီဥတုတော်ကြီးကပါမလာဘူးလားဗျာ။ကျုပ်တို့တွေကိုအဲ့ဒီဥတုတော်ကြီးကမင်းတို့ကလူငယ်တွေမလို့ရှေ့ရသွား။ငါနောက်ကနေဖြည်းဖြည်းချင်းလိုက်ခဲ့မယ်တဲ့။ ကျွန်တော်တို့ရွာသားတွေကိုလည်းလူစိုးတွေမမိအောင်ရှေ့ရသွားနေငါနောက်ကနေလိုက်ခဲ့မယ်ဆိုပြီးပြောခဲ့တာဗျာအခုအချိန်ဒီဥသူတော်ကြီးရောက်မလာပုံထောက်ရင်တော့ထူးဆန်းတာတော့အမှန်ပါပဲအဲဒီအချိန်မှာပဲရွာသားတယောက်ကဒီစီဒီနဲ့ကြောင်းပြက်ကြီးကြမှာလာပြေလာွယ်ကြရင်တရားလာထိုင်တတ်တဲ့ဥသူတော်ကြီးပဲဖြစ်မှာပေါ့ဗျာဥသူတော်ကြီးတကယ်ရှိမရှိကိုညင်းခုန်မနေကြတော့ပဲနဲ့သာသနာဖြည့်စည်းရန်ကြက်ရွယ်သူလူစိုးတွေကိုရွာကလဲပြန့်ယူပြီးတော့ရွာလူကြီးဥဆောင်ကတက်ဆိုင်ရာကိုပို့လိုက်ကြပါတော့တယ် ဇလန်လေးကတော့ဒီမှာဒီမှာ ပြီးဆုံးသွားခဲ့ပါပြီဗျာဇလန်လေးကိုစွန်းနဲ့ဒီလိုက်ပါနားဆင်ပေးခဲ့ကြရလူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်မိုးရင်ရေးသားသူကိုလည်းဂါရဝပြူရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်ဘသူတွေကပတ်စံဘလောက်ဝင်နေတယ်ဆိုတာကိုအားကြတဲ့စိတ်လေးတစ်ခုနဲ့တော့လုံးဝမတက်ပါနဲ့ကိုစိတ်မဝင်စားတဲ့ပညာရတစ်ခုကိုမိဘတွေကအလုံးမရှိရင်စိတ်လေးမှာဆွလို့ဆိုတဲ့အကြောင်းပြချက်နဲ့လာတက်ခိုင်းရင်လည်းလုံးဝမတက်ပါနဲ့ ုတငယ်ချင်းတွေတက်နေတဲ့သင်တန်းမို့လို့သူတို့ဆွဲတာကိုနားယောင်ပြီးတော့လဲလုံးဝမတက်ပါနဲ့ဒါတွေကအချိန်ကုန်ငွေကုန်လူပန်းပြီးတော့အကျိုးမရှိတာပဲဖတ်တင်ပါလိမ့်မယ်သင်ကိုယ်တိုင်ကတကယ်ပဲဖုန်းပြပြင်းချင်းနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားတဲ့ဖုန်းပြပြင်းချင်းလုပ်ငန်းမှာအောင်မြင်တဲ့သူတယောက်ဖြစ်ချင်တယ်ဆိုရင်တော့သင်ရဲ့ပြင်းပြလာတဲ့ဝါသနာနဲ့ကြိုးစားခြင်းစိတ်လေးကိုပဲကျွန်တော်တို့ Profit Mobile ဖုန်းပြင်သင်တန်းကြောင်ယူဆောင်လာခဲ့ပေးပါကျွမ်းကျင်ပြီးအောင်မြင်တဲ့အသက်မူဝမ်းကြောင်းမှုဖြစ်ရက်တည်နိုင်တဲ့ဒီ Profit Mobile ဖုန်းပြင်သင်တန်းကြောင်ဆရာတွေက Hardware ပိုင်း Software ပိုင်းနဲ့ Theory ပိုင်းနေရာစားတဝူးချင်းအသေးစိတ်ဆရာစားမချမ်းပဲသင်ကြားပေးပါလိမ့်မယ်ကိုကို ိုင်ကလည်းစင်စက်မပြတ်စ조사အထောက်မှုတွေနဲ့စကေးတစ်ခုကိုပိုင်ဆိုင်ရမယ်ဆိုတဲ့ရည်မှန်းချက်လည်းရှိဖို့လိုပါတယ်ဝါသနာရဲ့조사ကျင်စက်ရဲ့အောင်မြင်မှုတွေကိုဖန်ဆုပ်ဖို့အစဉ်သင့်ဖြစ်နေပြီဆိုရင်တော့ရန်ကုန်မြို့ကမာရွတ်မြို့နယ်လဲတန်းမှာဖွင့်လှစ်ထားတဲ့ Profit Mobile Phone မြင်သင်တန်းကြောင့်မှအခုပဲစီးရင်ပေးသွင်းလိုက်ပါသင်တန်းတက်ရောက်ပြီးသွားရင်တော့စာပြန်နှွေးကျင်တာပဲဖြစ်ဖြစ်နားမလည်တဲ့သင်ခန်းစာတွေကိုမတက်မချင်းပြန်လည်သင်ကြားခွင့်ကိုလည်းသင်တန်းကြီးအခမဲ့နဲ့အထူးစီစဉ်ပေးထားပါတယ်သင်တန်းပြီးဆုံးသွားတဲ့ကျောင်းသားတွေအနေနဲ့လည်းကိုပိုင်ဆိုင်မဖွင့်နိုင်သေးဘူးဆိုရင်တော့ Service Phone တွေကိုလက်ခံပြီးတော့သင်တန်းဆက်ပစ္စည်းကိရိယာတွေကိုအသုံးပြုပြီးတော့လာရောက်ပြုပြင်နိုင်ပါတယ် စိတ်ကူးအိမ်မက်တွေကိုဖန်နီးပုံဖော်နိုင်မဲ့သင်တန်းစီမိုဘိုင်းဖုန်းမြင်သင်တန်းမှာဆို Profit